နယူးယောက်မြို့မြို့တော်ဝန်ရွေးပွဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရပ်မလိုလားတဲ့ဒီမိုကရက်တစ်ဆိုရှယ်လစ်တယောက်ဖြစ်တဲ့ဇိုရန်မန်ဒန်နီကအနိုင်ရရှိခဲ့ပါတယ်နယူးယောက်မြို့မြို့တော်ဝန်ရွေးပွဲကို1969ခုနှစ်နောက်ပိုင်းမဲပေးသူအများဆုံးဆန့်ကျင်တဲ့အောင်မဲဆန္ဒရှင်နှစ်တန်းကျော်တို့ကမဲပေးခဲ့ကြပါတယ် သမရထရက်ကသူမကြိုက်တဲ့သူကိုရွေးချယ်မယ်ဆိုရင် ပြည်ထောင်စုဘတ်ဂျက်တွေဖြတ်တောက်ပြီးစစ်တပ်တွေစီလို့မယ်လို့ခြေချောက်ထားပြီးမဲ့မြို့တော်နေသူတွေကအသက်34နှစ်သာရှိသေးတဲ့မန္တာနီကိုမဲ့ပေးခဲ့ကြတာဖြစ်ပါတယ်မဲမပေးခင်ညကတော့တမဒါထရက်ကပြိုက်ဘက်အင်ဒရူကူမိုကိုမဲပေးကြဖို့ပြောခဲ့တာလည်းဖြစ်ပါတယ် မန္တာနီကမြို့တော်မှာကုန်စည်နှုန်းတွေတင်းတင်းလာစေဖို့ကိုအဓိကထားပြီးလူမှုမီဒီယာကိုကြွကြွကျင်ကျင်အသုံးပြုနိုင်ပြီးလူငယ်တွေနဲ့ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ထောက်ခံမှုကိုလည်းရရှိခဲ့တာဖြစ်ပါတယ်နယူးယောက်မြို့တော်ဝင်ဖြစ်လာတဲ့မန်ဒန်နီဟာအိန္ဒိယနယ်ဖွားမိဘတွေကယူဂန်ဒါနိုင်ငံမှာမွေးဖွားခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာမှအမေရိကန်ကိုရွှေ့ပြောင်းလာခဲ့သူလည်းဖြစ်ပါတယ်။